မင်္ဂလာပါရှင်20ရက်10လမှာ26ရက်10လ2025တပတ်တာတနင်္ဂနွေသားသမီးချင်းမင်းစုရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြမှာဖြစ်ပါလိမ့်ရှင်တနင်္ဂနွေသားသမီးချင်းမင်းစုရဲ့အလုပ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်အလုပ်ကံမကောင်းသေးဘူးဒါပေမဲ့သိခံရမယ်စိတ်ရှည်ရမယ်ဒါမှအစီအစဉ်ပဲနော်တံမိုးကြီးတော့ပြည်စီအလေးခံရတဲ့တဲ့တောင်းတတိထားပါ မိတ်ဆွေပေါင်းတင်တဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုအထင်မြင်လွဲမှားတာတွေခံရတဲ့ခင်ဗျစိုက်ပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့များအဆင်ပြေမယ်အိမ်ကကြီးကဲရဲ့အကူအညီကောင်းထောက်ပံ့ကောင်းတွေလည်းရဖို့ရှိတယ်ဆွေမျိုးသားချင်းစီမှာတရင်ကောင်းတွေကြားတဲ့ကောင်းသောတရင်တွေဖြစ်တဲ့ရှဲအန်ရဲ့အနောက်ရှက်လုံးဝမရှိဘူးချစ်သူခင်သူတွေပေါ်လာတဲ့ဇပတ်တာလို့တွေ့ရတယ် ခြေအိမ်နဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့လမ်းခွင့်ရတဲ့ဒီဖြစ်မိအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ပဲအပေါ်မှာစိတ်တိုင်းမကြခြင်းအလိုမကြခြင်းညူဆူခြင်းဒါလေးတွေ့ရတယ်။ကျမကြီးနဲ့ပတ်သက်ရင်ခါအောက်ပိုင်းကျမကြီးရတဲ့တဲ့ကိစ္စိုက်ပါ။ဒီကြမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုတ်ကင်နဲ့ပတ်သက်ပြီးတော့ကိုယ်တည်းလောကကင်ရခက်ခဲစေတဲ့အရာလေးတွေ့ရတာမို့လို့စိတ်တက်ကြတယ်။ဘယ်အေးချမ်းတယ်လို့တွေ့ရမှာပေါ့နော်။ကဲနဲ့ပတ်သက်ရင်တော့အားကောင်းနေ ကံထောက်ပံ့ဖြစ်စီဖို့အတွက်ထီထိုးခြင်းနဲ့ဆိုရင်တော့သုံးရတလုံးထီထိုးကန်ဆန်လို့ရတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ပူပန်စရာဆူဆူဝါမရှိဘူး။ပုံမှန်ဝေးကြီးနဲ့ပတ်သက်ပြီးတော့ခက်ခဲကြက်တဲစီတဲ့အရာတော်မှလက်ရွှင်ပဲလက်ပွင့်ပဲမိမိပြောဆိုတဲ့အောင်မြင်စီပဲလို့တွေ့ရတယ်။မိခင်နဲ့တူသော အမျိုးသမီးတွေရဲ့အကူအညီထောက်ပံ့ကောင်းရမယ်။နောက် BKC ကလည်းအကူအညီကောင်းထောက်ပံ့ကောင်းရမယ်။အဲတော့ကံရဲ့တပတ်တာမှာအထောက်ပံ့ကောင်းနေများစွာရရှိစီဖို့အတွက်ဖခင်မှာလွားလို့နှစ်ခွက်လူတန်းချင်းပြင်ပြီးခက်ခဲနေတဲ့တပတ်တာအလုံးစုံစီပီသွားပေးလို့ပြုရပါတယ်ရှင်။မင်္ဂလာပါရှင်20ရက်10လမှာ26ရက်10လ2025တပတ်တာတနင်္လာသားသမီးချင်းမေးဆိုရင်အလုတ်ကိန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် ဒီနေ့လာသားတပည့်ချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ဆုံးရှုံးစေတဲ့အရာလေးတွေများတဲ့တည်းဒါကြောင့်မို့လို့ချင်းချိန်ပြီးတော့မှလုပ်ကင်မှာဘသူ့ကိုမှမယုံကြည်ပါနဲ့ဒါလေးကိုသတိပေးချင်ပါတယ်တန်မိုးကြီးတော့ပြစီဝင်လာဖို့ရှိနေပါတယ်မေးစီပေါင်းတဲ့ပတ်သက်ပြီးတော့အတိုက်ခံလေးတွေစကားပြောရမယ်။ကိုကစီတနာနဲ့ပြောလိုက်တဲ့အရာလေးဟာကို့အပေါ်မှာအထင်ကြီးလွဲမှားတာလေးခံရတဲ့တာတော့ပြီးဆိုင်တော့ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တည်အဆင်ပြေမယ်အိမ်ကိစ္စနေရာတကြီးကိစ္စရည်ရွယ်ထားတဲ့ကိစ္စလေးတွေအဆင်ပြေမယ်လို့တွေ့ရတယ်။ဆွေမျိုးသားချင်းစီကကုညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။အလိန်ညာခံတက်တဲ့ဂိူးဆိုင်ပါမိမိကသူ့တစ်ပါးအပေါ်မှာရိုးသားပေမယ့်ကိုယ့်အပေါ်မှာမရိုးသားတာခံရတဲ့ပြည်သားနော်။အခြေအနေနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်တွေပြတ်တောက်သွားတာမျိုး ကိုတကယ်နှစ်လိုပဲရှိခဲ့သူတွေကိုကအဆက်အသွယ်မရတော့တာမျိုးဒီလိုလေးတွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ကျန်းမာရေးညံ့တယ်ပါတယ်ကျန်းမာရေးညံ့ပြီဆိုရင်လည်းပဲခြေထောက်နဲ့ပတ်သက်တဲ့ယောဂကျန်းမာရေးညံ့တယ်ပါတယ်ပြုစိတ်ပါနော်မိမိကိုယ်တိုင်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့စိုးကျိုးလုံးဝမရှိဘူးရခင်ကနေကကျန်းမာရေးညံ့နေတယ်လို့တခြားခြားဖြစ်လာခဲ့တယ်ဆိုရင်တော့ဒီတစ်ပတ်ချင်းမှာအနာနဲ့ဆေးနဲ့တွေ့သွားမယ်ဆရာကောင်းသမားကောင်းတွေ့သွားမယ်ဒီလိုလေးမြင်နေပါတော့ ကံနဲ့ပတ်သက်ပြီးတော့ကံကတော့ကောင်းနေထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကန်ဆန်းလို့ရတယ်။ဝေးကြီးလက်လာပါလေရွှင်လန်းမဲ့ပွင့်လန်းမဲ့တပတ်တာပါ။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြည့်လိုက်တဲ့အခါကိုနဲ့ရင်းနှီးသောမိတ်ဆွေဒါမှမဟုတ်ကိုနဲ့ရင်းနှီးဝေးသောဆွေမျိုးသားချင်းတွေကနိုင်တရေကြတဲ့ခင် အဲ့တော့ကံရဲ့အထောက်ပံ့ကောင်းတွေရရှိစေဖို့အတွက်ဒီဘက်တောင်မှစိတ်ပင်ပန်းခြင်းနဲ့ကင်းဝေးမေးဝေးကြီးကိစ္စနဲ့အဆင်ပြေမေးအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့လည်းပဲတွေ့ချင်စီဖို့အတွက်မိမိနေအိမ်ကခင်ဗျားမှာစပယ်ညွှန်ရှင်းညွှန်ပြတန်းပေးပါဒါလေးလူနန်းလိုက်တဲ့အတွေ့အကြုံမလို့မိမိမှာခက်ခဲနေတဲ့တပတ်တာအလုံးစုံကင်းစင်ဖောက်ပြော်ပြီးကောင်းချိုးချမ်းသာတွေရရှိစေပါမယ်ဖြစ်ပါရှင်မင်္ဂလာပါရှင်20ရက်10လ2025မှာ26ရက်10လ2025တပတ်တာ အင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့လောက်တိုင်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါရဲ့ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလုတ်ကံအရင်ကောင်းအလုတ်နဲ့ပတ်သက်ပြီးတော့တရင်ကောင်းလေးချာမိပိုလုတ်ထားတဲ့အလုတ်ကနေပြီးတော့အကျိုးမြတ်များစွာရရှိစေမိအလုတ်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာမိတပတ်တာလို့တွေ့ရတယ်။တံမိုးကြီးသောပြည်စီဝင်လာဖို့ရှိပါသည်။ရီမန်းတာတာတစ်ခု။နောက်တကယ်ကို ဝင်လာတဲ့အရာလေးရတစ်ခုနဲ့တန်မိုးကြီးကြီးတဲ့တန်မိုးကြီးရဲ့အရာလေးတန်မိုးရှိတဲ့အရာလေးကိုဝင်လာမယ်လို့မြင်နေမိတ်ဆွေကံရန်ကောင်းနေမိတ်ဆွေဆရာသမားတွေဇီယာနေနှုတ်ဆောင်ပါခြင်းခွေးဆောင်ပါခြင်းအကျဉာဏ်ကောင်းပေးခြင်းဒီလိုလေးတွေရတာပေါ့နော်အိမ်နဲ့ပတ်သက်ရင်တော့စိတ်ရှိသွားတယ်အိမ်မှာနေလို့စိတ်မရှိဘူးအပြင်ကိုသွားနေရတယ်ဆိုရင်ပျော်ရွှင်နေတယ်အိမ်မှာနေမပျော်ဘူးလို့တွေ့ရတာပေါ့နော် ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အာယုံနောက်ရမယ်ဆိတ်ရှင်ရမယ်ဒီလိုလေးတွေ့ရတယ်။ရဲအနေနဲ့တိုက်ခိုက်ရှိပါတယ်မိမိကိုမနာလိုနေတဲ့သူတွေရှိတယ်တတိကားပါနော်။အချင်းကြီးနဲ့ပတ်သက်ပြီးတော့ချစ်သူစိတ်ကိုစိတ်ပြတ်သွားတာမျိုးကြောင့်ဝတ်တက်တယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ကြီးရေးမှတစ်ချက်ချက်ဆိုသလိုစကားတွေများတတ်တယ်။ အေးချမ်းမှုရေးချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုပ်တကယ်ဖြစ်ပြီဆိုတော့လည်းကိုယ့်ရဲ့မိသားစုရဲ့အိမ်လူရေးလေးတွေမှာအခက်အခဲလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ခုမှမအေးချမ်းသေးလို့တွေ့ရတာပေါ့နော်။ကဲနဲ့ပတ်သက်ရင်တော့အားနေတယ်။သို့ပေမဲ့မဖြစ်မနေဒီတို့ကန်ဆယ်ချင်နေဆိုရင်တော့ငါးတလုံးဒီတို့ကန်ဆယ်လို့ရတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ရှင်လန်းပွင့်လန်းလာမယ်တပတ်တာပါ။အမဆူဆူဝါပူပန်စရာမရှိဘဲနဲ့အမျိုးသမီးကောင်းတွေရဲ့အကူအညီထောက်ပံ့ကောင်းတွေရမယ်လို့တွေ့ရတော့ဗောနော် အဲ့တော့ကိုနဲ့ခင်မင်းရင်းနေတဲ့မိတ်ဆွေတကယ်ကြီးတော့ကိုရဲ့အထက်လူကြီးမိဘပေါ့နော်မိန်းအမျိုးသမီးတွေပေါ့မိဘတွေရဲ့ကုညီမှုတောက်ပံ့မှုရရှိစေမယ်လို့တွေ့ရပါတယ်အဲ့တော့အင်းသာသားသမီးအနေနဲ့တပတ်တောင်ကံတောက်ပံ့ဖြစ်စေဖို့အတွက်မိမိနေငါဘုရားမှာဒေချင်းနှစ်ခွက်လူတိုင်းချင်းဖြစ်ကဲဖိနေတဲ့တပတ်တောင်အလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်မိင်္ဂလာပါရှင်20ရက်10လမှာ26ရက်10လ2025တပတ်တောင် ဗုဒ္ဓဦးသားသမီးချင်းမဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြီးမှာပဲဖြစ်ပါတယ်ရှင်။ဗုဒ္ဓဦးသားသမီးချင်းမဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲလေးပေါ်တတ်တယ်။အဲ့လိုပေါ်တဲ့အပြောင်းလဲရကိုယ့်တွေကောင်းသောပြောင်းလဲခြင်းလို့မြင်နေလုပ်ငန်းတွေကိုတူးချင်းရတာမျိုးတွေ့ရတယ်။အလုပ်ကံအရန်ကောင်းနေ။တံမိုးကြီးတော့ပစ္စည်းထွက်တယ်ဘယ်လိုဆိုင်ပါကိုကအသုံးလိုလိုထွက်သွားတာမျိုးမဟုတ်ပဲနေအဖောက်ခံရတာနောက်ပြီးတော့ကပိုင်းနဲ့ခံရတာအလူရဲ့ခံရတာဒီလိုမျိုးနဲ့ထွက်တတ်တယ်ဘယ်လိုဆိုင်တော့ မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေနဲ့ကိုနဲ့ဘာမဟုတ်တဲ့ကိစ္စနဲ့ပြဿနာဖြစ်မေရင်းနှီးတဲ့သူတွေနဲ့လမ်းခွင့်ရတဲ့အစီအဖြစ်တက်တယ်နော်အိမ်နဲ့ပတ်သက်ပြီးတော့အေယိုပူပန်ရတာအေယိုနောက်ဆန်တင်ရတာဒီလိုကိစ္စရည်ရည်ကြုံရတယ်ရဲအနေစွစွမမရှိဘူးဒါပေမဲ့မိမိဘက်ကမှန်အောင်နေတစ်ချက်ကလေးမှားလိုက်ပြီဆိုရင်တော့တရားတော်ဘုံရင်ဆန်ရမယ့်ကြောင်တော့တွေ့ရတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့ အချီးမှာမိမိချစ်သူနဲ့မိမိနဲ့ရည်ရွယ်ထားတဲ့ကိစ္စရဲ့ကလေးတွေနှောင့်နှေးသွားစေတာဒီလိုလေးတွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာခြင်းပဲအိမ်တော်ကြီးပါ။ကျမကြီးနဲ့ပတ်သက်ရင်တော့စိုးချိုးလုံးဝမရှိဘူး။ဒါပေမဲ့စိုးချိုးမရှိဘူးဆိုပေမဲ့အနည်းတိုင်းအစားတောင်းပွားရင်ဘူးကြောင့်ကျမကြီးချူကြတဲ့တဲ့ကလေးဆိုင်တော့အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တပတ်တာပါ။မိမိကိုဘလုတ်ကန်နဲ့ပတ်သက်ပြီးတော့ငွေကြီးကန်နဲ့ပတ်သက်ပြီးတော့ကန်ချမားမျက်နှာသာပြီးတဲ့တပတ်တာလို့တွေ့ရတယ်။ ချီတို့ကန်ဆန်းကြည့်တယ်ဆိုရင်တော့6တလုံးချီတို့ကန်ဆန်းလို့ရတယ်။ကန်ဟောင်းကောင်းပါတယ်။ဝေးကြီးလက်လာပါတယ်။ရှင်လန်းလာပဲ၊ပွင့်လန်းလာပဲတပတ်တာ ပြောတိုင်းဆိုတိုင်းကိုဖြစ်နေမဲ့တပတ်တာလို့တွေ့ရတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံကိုပေးကြည့်လိုက်တော့မိမိမှာနောက်ဆန်းနေရမယ်ဆိုတာကမိသားစုဝင် အမတော်၎င်းနော်နော်အမေတော်၎င်းအဖေတော်၎င်းဒီလိုမျိုးတွေအတွက်နောက်ဆန်တင်းစီရမယ်အရာလေးတော့တွေ့ရတယ်အဲ့တော့တပတ်တာမှာ ကံရဲ့အထောက်ပံ့ကောင်းတွေရရှိစေဖို့အတွက်ခွေးစာများများချေးပါယခုလိုခွေးစာချေးပြီးတော့ကုသိုလ်လုပ်လိုက်တာနေမိမိကက်ကဲနေတဲ့တပတ်တာအလို့ဆုံးပြည်လည်သွားမိလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်၂၀ရက်၁၀လမှ26ရက်၁၀၂025တပတ်တာဂျာတာပိသားသမီးချင်းမိဆွေရဲ့အလုတ်ကံကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်ဂျာတာပိသားသမီးချင်းမိဆွေ အလုံးနဲ့ပတ်သက်ပြီးတော့ပင်ပန်းနေရမယ်အဲ့လိုပင်ပန်းသလောက်အကျိုးပြန်လေးများစွာရရှိစေမယ်လို့တွေးရတာပေါ့နော်တန်ဖိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေကရန်ကောင်းပါတယ်မိတ်ဆွေချင်းမိတ်ဆွေပန်းတွေတွေ့ရမယ်အချိန်ပါပဲအင်းနဲ့ပတ်သက်ရင်တော့အေယိုနောက်ဆက်တင်ရမယ်အကြီးကြီးအတွက်ပူပန်းမယ်ဒီလိုလေးတွေ့ရတာပေါ့နော်ရှင်မျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာဆိတ်ရှုပ်စရာတွေကြုံရတဲ့တည်း။ရဲအနေနဲ့တိုက်ခိုက်ရှိတဲ့တတိတာပါနော်။ ြေနဲ့ပတ်သက်ပြီးတော့မျက်နာအလုံးပွင့်လင်းခြင်းအိမ်တော်ရေးအေးချမ်းသာယာစီမဲ့တပတ်တာပါကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စူးကျိုးလုံးဝမရှိပါဘူးအေးချမ်းမှုရင်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အမြဲတမ်းအရာကတိမိမိပဲအကုန်တောင်းဝင်ယူပြီးတော့လုပ်ပေးရတာ၊ကြိုက်ပေးရတာ၊ပြောပေးရတာ၊ဆူပေးရတာဒီလိုလေးရှိရတဲ့ကြောင်းမအေးချမ်းသေးလို့တရားပါဘောနော်။ကံနဲ့ပတ်သက်တော့အားနေတယ်။တို့ပင်ပဲဒီတို့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့နှစ်တလုံးဒီတို့ကန်ဆန်းလို့ရတယ်။ ်ဝေးချင်းနဲ့ပတ်သက်ပြီးတော့လက်လာပါပွင့်လိုင်းစီမဲတပတ်တာရှင်လိုင်းစီမဲတပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်စရာချုပ်ငုပ်ပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပုံပန်မှုမျိုးလုံးဝမတွေ့ရဘူး။အဲ့တော့မိမိကိုအရာခက်သိမ်းမိဆွေကောင်တငယ်ချင်းကောင်ပေါ့နော်ဒီလိုမျိုးတွေရနေပြီးတော့အခုညီထောက်ပံ့ကောင်လေးများစွာပေးမယ်ဆိုတဲ့တပတ်တောင်တွေ့ရတယ်။ဒီတော့အကြသာပေးတာသမီးချင်းမိဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်လေးပေးခြင်းနဲ့အဲ့ဒီပေးရမယ့်ရည်ရည်လေးကမိမိနေအိမ်ရဲ့အရှိမျက်နှာစာမှာ ကမ်းပေါ်ပင်ပေါက်ကလေးတပင်စိုက်ခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်နယ်သွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။20ရက်10လမှ26ရက်10လ2025တပတ်တာတောက်ကြတာတပင်ချင်းပြီးစုရဲ့အလုပ်ခိုင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။တော့ကြာသားသမီးချင်းမိတ်ဆွေအလုတ်ကံရံကောင်းနေအလုတ်နဲ့ပတ်သက်ပြီးတော့ကိုလိုချင်တဲ့အလုပ်မျိုးကို အချာမချာရရှိစေမယ်လို့တွေးရတယ်။ဒါပြင်အယောင်းဝယ်သမားများအနေနဲ့လည်းရှောင်းပန်းဝယ်ပန်းတွေပွင့်လန်းစေတဲ့တပတ်တာပါ။တန်မိုးကြီးသောပစ္စည်းတွေဝယ်လာဖို့ရှိနေပါသေး යි ။မိတ်ဆွေကရန်ကောင်းပါလေ။မိတ်ဆွေတကယ်ချင်းအပေါင်းအသင်းတွေနဲ့အတူတူအလှူတွေလုပ်ရမယ်လို့တောင်းတွေးရပါသေး යි ။အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိစ္စစီစဉ်ညွှန်ကြားမှုတွေအစီအစဉ်ပဲအိမ်နဲ့ပတ်သက်ပြီးတော့လုံဆောင်ချက်တွေအရန်ကောင်းပဲအိမ်ရဲ့ယုံကြည်ခြင်းတွေကိုရရှိစေမယ်။ ဆွေယူသားချင်းနဲ့ပတ်သက်ရင်တော့စိတ်မကောင်းစရာသတင်းတွေကြားရတပိုင်းရဲအန်ဒီရဲ့အတိုက်အခံရှိတဲ့သတင်းထားပါတော့ခြေနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လင်းခြင်းလူကြည့်လူငယ်ပေါ်ခြင်းအလိုလိုတွေ့ရတယ်ဒီတော့ရင်းနဲ့ပတ်သက်ရင်သားသမီးတွေအတွက်လည်းမိမိတို့စိတ်ချမ်းသာစရာကြည်ညိုစရာလေးကြုံရပါလိမ့်မယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်စိုးချိုးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုရင်းချမ်းမှုရောက်ရှိလာမယ်တပတ်တောင်လုပ်ပြရပါလိမ့်။ ကန်နဲ့ပတ်သက်ပြီးတော့ကန်ကအလွန်ကောင်းပါတယ်။ထီထိုးကန်ဆန်းကျင်နေဆိုရင်တော့တစ်တရဲ့ရှိရဲ့ပါတဲ့နံပါတ်တူထီထိုးကန်ဆန်းပေးပါ။ဝေးကြီးလက်လာပါလေရွှေလန်းပဲဖွင့်လန်းပဲတပတ်တောင်ပါ။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကိုပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မျိုးမတွေ့ရဘဲနဲ့ချစ်သူခင်သူပေါ်မြတ်လာမယ်တပတ်တာပါဒီတော့တောက်ကြသားတပည့်ချင်းမိတ်ဆွေတွေကံတောက်ပန်ဖြစ်စီတဲ့ရေရီယာကောင်းလေးရကြတော့ဇေဒီတစုကိုသွားပါသွားပြီးတော့ရွှေရောင် ရွှေထီးပေါ့နော်ရွှေရောင်ထီးလေးထီးအသေးလေးတွေဆယ်လက်လှူတိုင်းချင်းပြင်ပြီးခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လဲသွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်20ရက်ဆယ်လမှာ26ရက်ဆယ်လ2025တပတ်တာစလီသားသမီးချင်းမီဆိုရဲ့အလုပ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်စနေသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ခက်ခဲစီတွေလုံးဝကြံရတာမတွေ့ကြတာမျိုးလေးကြုံရတတ်ပါတယ် တန်မိုးကြီးသောပစ္စည်းတွေထွက်ထထွက်တတ်ပါတယ်ထွက်ဖို့လည်းရှိနေပါတယ်မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းသင်းရဲ့ညှိုးညင်စရာလေးတွေအပြစ်မြင်တာလေးခံတတယ်သတိထားပါနော်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိစ္စအရန်ကောင်းတွေစီစဉ်ကြောချောင်းမှုလည်းဆင်ပြေပါလိမ့်မယ်ရှေးရူသားချင်းနဲ့ပတ်သက်ပြီးတော့ဆိတ်ရှုပ်စရာကောင်းရှုပ်စရာကြုံရတတ်ပါလေ။ရဲအန်ဒီရဲ့တိုက်ခိုက်များတဲ့သတိထားပါနော်။ချီနဲ့ပတ်သက်ပြီးတော့ ချစ်သူကမိမိကိုစိတ်ကုန်စိတ်ပြတ်သွားတာမျိုးကြုံရတဲ့တည်းအိမ်တော်ကြီးမှာလမ်းခွဲရတဲ့အစိတ်ကြီးအိမ်တော်ကြီးတက်တနာလေးကြုံရတတ်ပါတယ်။ကျမ်းမာကြီးနဲ့ပတ်သက်ပြီးတော့တရှောင်ရှောင်ဖြစ်တတ်ပါတယ်။ကျမ်းမာကြီးနဲ့ပတ်သက်ပြီးတော့မိမိဒီအမြင်လိုလိုစိတ်ဥစည်းကန်းတွေပြပြီးတော့ဝေကုန်စေတတ်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအရန်ကောင်းနေထီထိုးကန်ဆဲခြင်းနဲ့ဆိုရင်တော့သုံးကလုံးထီထိုးကန်ဆဲလို့ရပါတယ်။ဝေးခြင်းနဲ့ပတ်သက်ပြီးတော့တက်တက်မှငွေစုလို့မရဘူး။ တန်ဖိုးကြီးသောပစ္စည်းတစ်ခုခုဆိုတာစုလို့ရတယ်အဖက်လည်းတင်မယ်နော်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြုံမပေးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ကိုဘလောက်ပဲအကောင်းဆုံးနေဖန်တီးပြီးအဲ့လိုဖန်တီးပေးပေမဲ့လည်းအကောင်းအပြောမခံရတာမျိုးလေးကြုံရတတ်ပါလေ။ဒါကြောင့်ကံထောက်ပံ့ရစီဖို့အတွက်တပတ်တာမှာလိမ္မောအချူရီ၃ခွက်ဖျားမှလူတန်းချင်းပြမိမိခက်ခဲနေတော့တပတ်တာအလုံးစုံပြည့်လဲသွားမယ်လို့တွေ့ရပါတယ်ရှင်။